မင်္ဂလာပါခင်ဗျရှင်ဟိုခတိကနီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးပါမဲဆင်းတွေကွဲလဲမှုမပြည့်စုံမှုနဲ့လိုအပ်ချက်တွေရှိနေတယ်ဆိုပြီးစစ်တပ်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြင့်ကျိုင်စိုးသူကိုတိုင်ဝန်ခံလိုက်ပါလေကချင်ပြည်နယ်ဖခင်မြို့နယ်ကမလန်းကျေးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးအချမ်းဖတ်စစ်တပ်ကတော်တော်ကိုအထိနာနေတဲ့အတွက်လေကြောင်းကနေဘုံကျဲတက်ခိုက်တာတွေဇက်တိုက်လုပ်နေတဲ့ဆိုတဲ့သတင်းပါဝင် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတုကြီးမှာမဲဆင်းတွေကွဲလွဲမှုမပြည့်စုံမှုနဲ့လိုအပ်ချက်တွေရှိနေတယ်ဆိုပြီးစစ်တပ်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြင့်ကျန်စိုးသူကိုတိုင်ဝန်ခံလိုက်ပါတယ်။ဒါကိုတော့ရမနိကနေပြည်တော်မှာပြုတ်လုပ်တဲ့ရွေးကောက်ပွဲဆိုင်ရာမြေပြင်ကွင်းစင်စရင်ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာ အဲ့ဒီစစ်တလောက်ကလူဝင်မှုကြီးကြပ်ရေးဝင်ကြီးမြင့်ကြိုင်ဆိုသူကိုယ်တိုင်ဝန်ခံပြောဆိုသွားတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိအကြံဖတ်စစ်တပ်ကတော့လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာသူတို့ရဲ့တနိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့ရွေးကောက်ပွဲအတူကြီးကိုအတင်းအကျပ်ပြုလုပ်ဖို့စီစဉ်နေပြီမဲ့သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာတင်ရွေးကောက်ပွဲအတွက်သူတို့ဘာသာမဲဆင်းတွေထုတ်ပြန်တဲ့အချိန်မှာလေအဲ့ဒီမဲဆင်းတွေဟာကွဲလွဲမှုတွေအကြီးအကျယ်ဖြစ်နေပြီသူတို့စစ်တပ်ဘက်ကကျက်ဖို့ပါတီရဲ့ဘူးလက်လှဆွေလိုလူကိုယ်တိုင်ကပါ မဲစင်တွေမှားနေတဲ့အကြောင်းကိုထုတ်ဖို့ပြောဆိုရတဲ့အထိဖြစ်နေတာပါအခုတခါမှလေစစ်တလောက်ကလူဝင်မှုကြီးကြေးဝင်ကြီးမြင့်ကြိုင်ဆိုသူကိုယ်တိုင်ကလည်းသူတို့လုံမဲ့ရွေးကောက်ပွဲအတွက်မဲစင်တွေကွဲလွဲမှုမပြည့်စုံမှုနဲ့လိုအပ်ချက်တွေရှိနေတယ်ဆိုပြီးထပ်မံဝန်ခံပြောဆိုလာပြန်တာပဲဖြစ်ပါလေအဲ့ဒီစစ်တလောက်ကလူဝင်မှုကြီးကြေးဝင်ကြီးမြင့်ကြိုင်ဆိုသူကတော့လက်ရှိသက်ဆိုင်ရာမြို့နယ်တွေအလိုက် မဲဆင်းအမိတွေကိုထုတ်ပြန်တဲ့အချိန်ကိုယ့်ရဲ့နာမည်ပါမပါစစ်စေးပြီးမပါခဲ့ရင်အတိပေးကြပါဆိုပြီးတော့လဲပြောဆိုနေပြန်ပါလေလက်ရှိအချက်ဖတ်မဲအွန်လိုင်းကတော့ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာမဲဆင်းမှားရင်းနေဆိုတဲ့အကြောင်းပြချက်နဲ့စစ်အာဏာသိမ်းခဲ့တာဖြစ်ပြီးအခုလက်ရှိသူတို့စစ်တပ်ကလုံမဲ့တနိုင်ငံလုံးမလွမ်းခြုံနိုင်တဲ့ရွေးကောက်ပွဲအတူကြီးမှာတော့သူတို့ကိုသူတို့လွတ်လပ်တရားမျှတမှုနဲ့ပြုလုပ်မယ်ဆိုပြီးလူကြောက်အောင်လိန်လဲကြွေးကြော်နေပြီမဲ့ လက်တွေမှာတော့သူတို့ရဲ့မဲဆင်းတွေကိုယ်တိုင်ကမှားရမှုတွေဇက်တိုက်ကြုံနေရတာကိုသူတို့စစ်တပ်ဘက်ကဝင်ကြီးမြင့်ကျိုင်းဆိုသူကိုယ်တိုင်ကဝန်ခံပြောဆိုလာရတဲ့အထိဖြစ်ပေါ်နေတာပါဒါပြင်တစ်ဖက်ကစစ်တပ်ကိုအကြီးအကျယ်ထောက်ခံသူကြံ့ဖွတ်ပါတီရဲ့ဘူးလက်လှဆွေကိုယ်တိုင်ကလည်းအော်တိုဘာလ9ရက်နေ့ကနေလက်ရှိသူတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲမဲဆင်းတွေဟာအကြီးအကျယ်မှားရနေတဲ့အကြောင်းလူဦးရေ900မှာ300လောက်ကမှားရနေပြီးဒါဟာမဖြစ်သင့်ဘူးဆိုပြီးတော့ပါထုတ်ဖော်ပြောဆိုရတဲ့အထိ စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာသူတို့ဘာသာလဝါချင်းရိုက်ပြီးအတူအယောင်တွေစီစဉ်ထားတာတော့ပွဲမစခင်မှာတင်အမှားမှားအယွင်းယွင်းနေနဲ့လိန်လေထားမှုတွေဟာသူတို့စစ်တပ်ဘက်ကသူတွေကိုယ်တိုင်ပဲတရားပိတရားဝန်ခံပြောဆိုလာရတဲ့အထိဖြစ်ပွားနေပါတယ်ခင်ဗျတဖက်မှာတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကမလန်းကျေးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီး အချမ်းဖက်စစ်တပ်ကတော်တော်ကိုအထိနာနေတဲ့အတွက်လေကြောင်းကနေဘုံကျဲတက်ခိုက်တာတွေဇက်တိုက်လုံနေတယ်လို့ KIA စီးရေးတတိယမြေကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဒါကတော့အော်တိုဘားလ6နှစ်ကစပြီးဒီကနေ့အော်တိုဘားလ7ရက်နေ့အထိဖားကန်မြို့နယ်ကမလန်းကျေးရွာအနီးတစ်ဝိုက်မှာစစ်ကြောင်းထိုးလာတဲ့အချမ်းဖက်စစ်တပ်ကို KIA ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ချေမှုန်းနေရာမှာတိုက်ပွဲတွေဇက်တိုက်ကိုပြင်းထန်နေရဆိုပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းအကျန်ဖတ်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေတော်တော်ကိုများနေတယ်လို့သူတို့စစ်တပ်ဘက်ကအထိနာနေတဲ့အတွက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်လို့ KIEC ရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီလိုအကျန်ဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားကပဲ KIAPDF ပူပေါင်းတပ်တွေကလည်းစစ်တပ်စစ်ကြောင်းတွေကိုပိတ်ဆို့တိုက်ခိုက်ချေမှုန်းနေပြီးစစ်တပ်ဘက်ကလေကြောင်းပစ်ကူပေးနေတာတော့ရှေ့ကိုလုံးဝတိုးလို့မရပဲအထိနာနေတဲ့အခြေအနေဖြစ်နေတယ်လို့ KIAC ရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ လက်ရှိအဲ့ဒီဖကက်မြို့နယ်ကိုပြီးခဲ့တဲ့မေလနှောင်းပိုင်းကစပြီးရောက်ရှိလာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းတွေဟာသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမတိုင်ခင် GIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားပွားလုံနေပြီမဲ့လေးလာကြောသာကြာမြင့်လာတဲ့ GIA ပူးပေါင်းတပ်တွေကိုဘလို့မှမကြော်နိုင်မဲ့သူတို့စစ်တပ်ဘက်ကသာအထီနာပြီးပြန်ဆုတ်သွားလိုက်အင်အားဖြည့်ပြီးနောက်ထပ်စစ်ကြောင်းတွားထိုးလိုက်လုံနေရကနေ အခုလဲသူတို့စစ်တပ်ဘက်ကပဲအထိနာနေပြန်တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရခိုင်ပြည်နယ်မှာအချက်ဖက်စစ်တပ်ထိန်းချုပ်ထားတဲ့နောက်ဆုံးလက်ကျန်၃မျိုးကနေစစ်တပ်ဘက်ကတိုက်ကိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်လာပြန်တဲ့အပြင်ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ဓာတ်တွေပါလုလာတဲ့အတွက်စစ်ရေးတတိရှိကြဖို့အရခတ်တော်အေအေကနေတရားဝင်ထုတ်ပြန်လာပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေကနေစစ်တပ်ဘက်ကလေချောင်းရောလက်နက်ကြီးရောပစ်ခတ်မှုတွေလုပ်နေရုံနဲ့မကအ ရေချောင်းကနေလဲပြစ်ခတ်မှုတွေလုပ်နေတဲ့အတွက်ပင်လယ်ကမ်းနီးမြို့ရွာတွေကပြည်သူတွေအနေနဲ့အထူးသတိထားကြဖို့ကိုပါအေအေရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်လက်ရှိမှာတော့အကြံဖက်စစ်တပ်ကနိုင်ငံတော်ကမှသူတို့စစ်တပ်လက်လွတ်ဆုံးရှုံးထားရတဲ့မြို့တွေမြို့နယ်တွေကိုပြန်လည်ရရှိရေးအတွက်နေရာအနှံ့ထိုးစစ်ဆင်တာတွေလုပ်နေရမှာရခိုင်ပြည်နယ်မှာလည်းသူတို့စစ်တပ်ကထိန်းချုပ်ထားတဲ့နောက်ဆုံးလက်ကျန်မြို့၃မြို့ကနေကြီးရည်လေး၃မြို့နဲ့ထိုးစစ်ဆင်တာတွေလုပ်နေပြီမယ်သူတို့စစ်တပ်ဘက်ကထိရောက်မှုမရှိပဲ ထိခိုက်သေးဆုံးမှုတွေသာများနေတယ်လို့အရခတတော် AA ရဲ့တုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။တစ်ဖက်မှာလည်းအရခတတော် AA အနေနဲ့ရခိုင်ပြည်နယ်မှာနောက်ဆုံးတင်ပိုက်ဖို့ကြံနေတဲ့စစ်တွေနဲ့ကြောက်ဖြူအပါဝင်လက်ကျန်မြို့၃မြို့ကိုအပိတတင်ပိုက်နိုင်ဖို့စူးစမ်းနေတဲ့အပြင်တစ်ဖက်ကရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့မကွေးတိုင်း AOD တိုင်းနဲ့ပဲခူးတိုင်းအဆက်တွေမှာပါစစ်တပ်ကိုတံမြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အဲ့ဒီနေရာတွေမှာလည်းတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့ပြောထားပါသေးတယ်။အဲ့ဒီလို့ အာရခတတော်အီအီနဲ့အကြက်ဖက်စစ်တဲ့အကြအပြန်လန်ထိုးစစ်တွေနဲ့တိုက်ခိုက်နေတဲ့အချိန်စစ်တပ်ကသူတို့ရဲ့ထုံးစံအတိုင်းမြေပြင်တိုက်ပွဲတွေမှာအရေးနှိမ့်လာတာနဲ့ဘာမှမဆိုင်တဲ့အယတပစ်မှတ်တွေကိုပါ UTB လေချောင်းကရောက်လက်နက်ကြီးနဲ့ပါပစ်ခတ်တိုက်ခိုက်တပ်ဖြတ်မှုတွေလုပ်လာတဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ရေးသတိရှိကြဖို့အတိပေးတိုက်တွန်းပြောဆိုခြင်းပါတယ်လို့လည်းအာရခတတော်အီအီကထုတ်ပြန်ထားပါလိမ့်ခင်ဗျတဖက်မှာတော့ မကွေးတိုင်းဆလင်းမြို့နယ်ကအချက်ဖက်စစ်တပ်ရဲ့လင်းစင်တိုက်နယ်ရဲစခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကနောက်ဆုံးဘန်ကားတလုံးပဲကျန်တော့တဲ့အချိန်အထိဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတစ်ဖက်ကနတ်တလင်းမြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သက်ဆိုင်ရာတော်လန်ရေးတပ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဆလင်းမြို့နယ်မှာတော့အော်တိုဘားလာရှင်းနေကပဲအချက်ဖက်စစ်တပ်ရဲ့လင်းစင်တိုက်နယ်ရဲစခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခြေမုံခဲ့တယ်လို့မင်းမှုခိုင် PD ရဲ့တရင်ငါးကထုတ်ပြန်ထားပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း ရဲစခန်းရဲ့ဘူတဲကုန်းအထိရရှိခဲ့ပြီးနောက်ဆုံးဘန်ကာတလုံးမဲ့တိမ့်ပိုက်ဖို့ကြံတော့တဲ့အချိန်ကြမှာစစ်တပ်ကသူတို့ရဲ့ရဲစခန်းအသိမ်းခံရမှာဆိုပြီးလေချောင်းပစ်ကူတွေနဲ့အသဲတန် the reserve ဘုံကျဲတာတွေလုတ်ခဲ့တယ်ဆိုပါလေအဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ကထိခိုက်သေးဆုံးမှုတွေများထားပြီးတော်လိုင်းဘက်ကလည်းရဲဘော်တို့မြင့်မြတ်စွာအသက်ပေးလူတွားခဲ့ရတယ်လို့မင်းမှုခိုင် PDF တရင်ငါကထုတ်ပြန်ထားပါတယ်အလားတူတစ်ဖက်ကဘကိုးတိုင်းနတ်တလင်းမြို့နယ်မှာလေအော်တိုဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ဇက်ကန်ဂျေးရွာအနီးမှာအချက်ပစစ်တပ်နဲ့တော်လန့်ရိတ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကထိခိုက်မှုတွေရှိသွားပြန်တယ်လို့ BRA တပ်ဖွဲ့တက်ခွဲမှုဘူလက်ရကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့အယုံကြီးရဲ့အထူးစုံစမ်းထောက်လန့်ရိတ်ဦးစီးဌာနကဦးစီးဆောင်ရွက်တဲ့ပြစ်မှတ်ဆိုင်ရာထောက်လန့်ရိတ်တင်တဲ့အပစင်နှစ်တင်တဲ့ဆင်းပွဲကိုပြုတ်လုခဲ့ကြတယ်လို့အယုံကြီးကထုတ်ပြန်လိုက်ပါတယ်ဒါကတော့အော်တိုဘလာဆဲနီဖြစ်တဲ့မနေ့ကပဲ အယူဂျီကထုတ်ပြန်လာတာပါအဲ့ဒီလိုမြန်မာညီညွတ်အစိုးရအယူဂျီရဲ့အထူးစုံစမ်းထောက်လန်းရေးဦးစီးဌာနကဦးစီးဆောင်ရွက်တဲ့ပြည်မဆိုင်ရာထောက်လန်းရေးတင်တန်းအပတ်စဉ်နှစ်တင်တန်းဆင်ပွဲအခမ်းအနားကိုစက်တင်ဘာလ25ရက်နေ့ကပဲစကိုင်းတိုင်းမှာရှိတဲ့အယူဂျီစိုးမိုးနယ်မြေမှာပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်အဲ့ဒီပြည်မဆိုင်ရာထောက်လန်းရေးတင်တန်းဆင်ပွဲကိုအယူဂျီပြည်ထဲရင်းနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဦးလွင်ကိုလက်ဒုတိယဝန်ကြီးဦးကျော်နီတွဲဖက်အတွင်း ဒေါ်ဂျူလိုင်နဲ့ဗဟိုထောင်လိုင်းအဖွဲ့ဝင်တွေကအွန်လိုင်းကနေတဆင့်တက်ရောက်ခဲ့ပြီးဂုံပြူအမှားစကားတွေလည်းပြောကြားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမှာ MG ဝင်ကြီးဦးလွင်ကိုလက်ကတော့တင်းတန်းပြီးဆုံးသွားတဲ့တင်းတန်းသားတွေအနေနဲ့ပြစ်မှတ်ထောက်လိုင်းရေးဆိုင်ရာကိစ္စရပ်တွေကိုကိုကထောက်လိုင်းရေးအဖွဲ့ဖြစ်တဲ့အတွက်ခြေတံလဲလုံဖို့လိုသလိုလေတံလဲလုံဖို့လိုတဲ့အကြောင်းတွေနဲ့တာဝန်ခွဲပြီးသွားရမယ့်ကိစ္စတွေရှိတဲ့အကြောင်းကိုပါထည့်သွင်းပြောကြားသွားတယ်လို့ဆိုပါတယ်။ဒါပြင်တော်လိုင်းရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေအနေနဲ့အခုကာလမှာအရေးကြီးတာက စစ်အုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆောင်ရွက်နေမှုတွေကိုစုံစမ်းထောက်လှမ်းပြီးဖော်ထုတ်ဖို့နဲ့လိုအပ်ရင်စစ်တပ်ရဲ့ရွေးကောက်ပွဲမှာအ धिक ဥဆောင်ပါဝင်နေသူတွေရဲ့အချက်လက်တွေကိုလက်ရှိ UNG ထောက်လှမ်းရေးရဲဘော်တွေကပါစ조사လှုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း UNG ဝန်ကြီးဥလွင်ကိုလက်ကပြောသွားသေးတယ်လို့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။လက်ရှိ UNG ရဲ့ပြစ်မှတ်ဆိုင်ရာထောက်လှမ်းရေးတင်တဲ့အပတ်စဉ်နှစ်ဟာအကြမ်းဖက်စစ်အုပ်စုရဲ့ရန်ရရကိုတိုက်ခိုက်ဖျက်ဆီးချေမှုနိုင်မှုအတွက် အဓိကလိုအပ်တဲ့ထောက်လန်းရေးသတင်းအချက်အလက်တွေစုံစမ်းထောက်လန်းရယူနိုင်မှုရည်ရွယ်ပြီးပြုလုပ်ခဲ့တဲ့တင်ဒန်းဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်း6ဦးမြို့နယ်ကအရသာပြည်သူတွေနေထိုင်ရာငလုံးတင်စင်မြေကျေးရွာကိုအချမ်းပစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူ2ဦးသေဆုံးထားတဲ့အပြင်နောက်ထပ်ကလေးငယ်အပါဝင်ပြည်သူ2ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့အော်တိုဘောလာဆယ်နှစ်ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ အကြက်ဖက်စစ်တပ်က6ဦးမြုပ်နေငလုံးတင်ဆင်ပြီးကြေးရွာကိုဘာတိုက်ပွဲမှမဖြစ်ပဲလက်နက်ကြီးနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုအကြက်ဖက်စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးဟာကြေးရွာတဲကိုကြက်ရောက်ပောက်ကွက်ခဲ့ပြီးပြည်သူနှုတ်တေဆုံထားတဲ့အပြင်နောက်ထပ်ကလေးငယ်အပါဝင်ပြည်သူနှစ်ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်တေဆုံသွားတဲ့ပြည်သူနှစ်ဦးကတော့အသက်60အရွယ်အဖွားဦးနဲ့အသက်35အရွယ်အမျိုးသမီးဖြစ်တယ်လို့ဒဏ်ရာရထားတဲ့ကလေးငယ်ကိုလည်း လက်တော်မှာအရေးပေါ်စေကူတာနေရတယ်လို့ဒေတာကန်ပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ပကိုးတိုင်းကဒိုက်ဦးအချင်းထောင်မှာနိုင်ငံရေးကျင်းသား16ဦးကိုထောင်တွင်းလူစုလူဝေးပြုတ်လုတဲ့ဆိုပြီးထောင်အနာပိုင်းတွေကမတရားတောက်ခတ်ပြီးတော့တိုက်ပိတ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM မြေဘ ਹੁ ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ္တကိုပြောပါတယ်အဲ့ဒီနိုင်ငံရေးအချင်းသား16ဦးဟာ ဘာပြစ်မှုမှမကျုလုံမဲ့နိုင်ငံရေးအကျဉ်းသားတို့ကိုအချမ်းရဇဝဲအကျဉ်းသားတွေကဝိုင်းဝန်းထိုးချိမှုအပေါ်မကျေနပ်တဲ့အတွက်ဖြည့်ရှင်းပေးဖို့အဆောင်မှုကိုတင်ပြခဲ့တာကိုလူစုလူဝေးလုပ်တယ်ဆိုပြီးအော်တိုဘာလ2ရက်နေ့ကတည်းကတိုက်ပိတ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုတိုက်ပိတ်တဲ့နေရာမှာလေနိုင်ငံရေးအကျဉ်းသား16ဦးကို9ဦးတစုနှုံလူစုခွဲပြီးတော့ခြေချင်းတောက်တွေပါခတ်ပြီးတိုက်ပိတ်ထားတာဖြစ်တယ်လို့ကိုတိုက်ထွန်းဦးကပြောထားပါတယ်။ဒါဟာဒိုင်ဦးအချင်းတောင်ကထောက်အနာပိုင်းတွေရဲ့ ိုင်ငံရေးကျင်းသားတွေအပေါ်တမင်တကာရည်ရွယ်ချက်ရှိရှိဖိနှိပ်ညှဉ်းပန်းမှုဖြစ်သလိုသူတို့ရဲ့ပြောဆိုမှုထင်မြင်မှုတစ်ခုနဲ့တည်းနိုင်ငံရေးကျင်းသားတွေဟာတရားလက်မဲ့အခုလိုတိုက်ပိတ်ခံရတာဖြစ်တယ်လို့ PPNM ရဲ့ဗဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောထားပါတယ်။အဲ့ဒီလိုအချက်ဖက်စစ်တဲ့လက်အောက်ခံဒိုက်ဥအချင်းတောင်မှာမတရားတိုက်ပိတ်ခံထားရတဲ့နိုင်ငံရေးအချင်းသားတွေဟာကိုညံလင်းနိုင်ကိုသေးဥပိုင်းကိုခန့်ညာသူကိုလင်းကိုကျော်လဲမောင်ကိုဇော်မျိုးစုတို့ အပါအဝင်စုစုပေါင်း16ဦးဖြစ်တယ်လို့သိရပြီး ဒီလိုမြန်မာနိုင်ငံကအချင်းတောင်အသီးသီးမှာနိုင်ငံရေးကျင်းသားတွေအပေါ်ထောင်အားနာပိုင်တွေရဲ့မတရားအနိုင်ကျင့်ဖိနှိပ်မှုတွေဟာတစ်ချိန်ချိန်မှာသူတို့ရဲ့ပြစ်မှုတွေအတိုင်းတာဝန်ယူရမှာဖြစ်တယ်လို့လေ PPNM ကတတိပေးထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ